နေချင်စရာကောင်းပြီးခန္ဓာရဲ့အိမ်လေးကိုချပြလာတဲ့နန်းဆွေတီဆုံမင်္ဂလာပါပရိသတ်ကြီးရေပရိသတ်ချစ်တော်နန်းဆွေတီဆုကတော့နှပညာလုပ်တွေထက်ကိုပိုင်စီပွားရေးလုပ်ငန်းကိုဦးစားပေးပြီးစူးစားလုပ်ကိုင်နေသူဖြစ်ပါတယ်နန်းဆွေတီဆုကမိသားစုနဲ့တူနေတဲ့အင်္ဂါနေခွဲထွက်ပြီးတော့တယောက်တည်းနေထိုင်ဖို့အိမ်အစ်စ်လေးကိုဝယ်ယူခဲ့ပြီးစိတ်တိုင်းကျပြန်လဲပြင်ခဲ့တာပါ နန်စီဒီဆိုရဲ့အင်္ဂလိပ်ကအရန်လာပါပြီးနေချင်းစရာကောင်းလွန်းလို့ပရိသတ်တွေကအားကြနေကြရပါတယ်သမားရဲ့အင်္ဂလိပ်ကနန်တော်နဲ့တူပြီးအထဲမှာလည်းအနောက်တိုင်းပုံစံ decoration အဖြစ်ပြင်ဆင်ထားပြီးတော့ပရီဘောကပစ္စည်းတွေကလည်းအရန်စီကြီးတဲ့အရာတွေထည့်သွင်းထားပါသေးတယ်။လန်ဆွေဒီဆိုကသမားရဲ့ YouTube channel ကနေအင်းအစ်တလေးကို ပရိသတ်တွေအတွက်ထုတ်ကြားလာခဲ့တာပေါ့။အရန်ဧကန်ထဲမှာတော့ကြီးညိုစရာကောင်းတဲ့ဖျားဆင်တဲ့အတူတူ ခံညာတဲ့ဆိုဖာစက်တီခုံကြီးတွေကိုတွေ့ရမှာပါဆိုဖာထိုင်ခုံတွေကတာမန်မြင်တွေ့နေကြပုံစံမဟုတ်ပင်အယောင်ကလည်းခရမ်းရောင်စူစူတတလေးနဲ့အတင်းပေါက်ကအစခရမ်းရောင်စင်တူလေးတွေဖြစ်နေတာပါ အခန်းရဲ့ဆေးဖြူအောင်နဲ့ဆိုဖာခရမ်းရောင်တွေရဲ့လိုက်ဖက်နေမှုကြီးကတော့မြင်သူတိုင်းနေချင်စရာကြီးပါပဲအခန်းပြင်ဘက်ကဝန်ရံသားမှာတော့ပန်အိုးလေးတွေနဲ့အလားစင်ထားပါတယ် နတ်ဆွေတီဆိုရဲ့အိတ်တွေဖနက်တွေနဲ့အဝတ်စားတွေကလည်းဗန်ပီရိုနဲ့အပြည့်အိမ်နံရံအပြည့်ဖြစ်နေပြီးအားလုံးကလည်းသိန်း၁၀ကြီးရာချီတန်တဲ့ brand တွေပါအဲခန်းထဲမှာလည်းရေခဲတစ်တာ coffee ဖြော်ဆက်ရေပူရေအေးဆက်တွေထားပေးထားပြီးတော့အပေါ်ထက်ကအိမ်ခန်းမှာဆိုရင်လည်းဘားကောင်တာနဲ့တူတဲ့စပွဲနဲ့ထိုင်ခုံတွေဝိုင်ပလင်းတွေနဲ့အလားဆင်ထားပါသေးတယ်။တငယ်ချင်းတွေလာရင်ဧကန်တဲ့နေရာဖြစ်ပြီး အပြင်ဘက်ကရှုခင်းကိုကြည်ရင်နဲ့ထိုင်လို့ရတဲ့ထိုင်ခုံလေးတွေလည်းရှိပါတယ်။အခန်းပြင်ဘက်မှာလည်းမီလုံးအလတွေပန်းပင်တွေနဲ့အပန်းဖြေနေရာလုပ်ထားတာပါ။အပေါ်ဆုံးကခေါင်းမိုးပေါ်မှာတော့ရေတိုင်ကြီးကိုအိမ်ပုံစံဆောက်လုပ်ထားပြီးစင်းအဝါရောင်လေးခြေသားထားပါတယ်။အိမ်ကိုဝယ်ကားစားတော့ကကျန်းတင်နဲ့ဆောက်လုပ်ထားတာဖြစ်ပြီးလှပနေပြီးသားမလို့အရန်အများကြီးတော့မပြုတ်ပြင်လိုက်ရပါဘူး။ဒါပေမဲ့သူမစိတ်တိုင်းကြအိမ်ပုံစံရဖို့ အိမ်တွင်အလားဆင်ဖို့အတွက် Pinterest ကပုံတွေရှာပြီးတော့အိမ်ဒီဇိုင်းဆွဲသူတွေရဲ့အကူအညီနဲ့အတွင်ထဲမှာ ဖြိုးစရာရှိတာဖြိုးပြီးပြုပြင်ထားတာပါ။တန်းပင်လေးတွေနဲ့မီလုံးလေးတွေနဲ့အပန်းဖြေနေရာတွေကိုသမရဲ့စိတ်ကူထဲကအတိုင်းကြပြဆန်းဆန်းလေးပြုပြင်ဆောက်လုပ်ထားတယ်လို့သိရပါတယ်။အိမ်ထဲမှာလည်းမိဖို့ချောင်းအဲခန်အပန်းဖြေတဲ့နေရာတွေမှာ ရေခဲသစ်တာတွေကော်ဖီဖြော်ဆက်တွေနေရာတိုင်းမှာထားရှိထားတာဖြစ်ပြီး တအိမ်လုံးရှိသမျှပစ္စည်းတွေကလည်းဈေးအကြီးဆုံးတွေနဲ့အလားဆုံးဖန်တီးထားတာပေါ့။နေဆွေဒီဆိုကတော့သူမရဲ့အင်္ဂလိပ်ကို အများအားကြားရအောင်ထောက်ကြားလာပြီးသူမရဲ့စီစဉ်ကြွယ်ဝချမ်းသာမှုကိုမတိမတာခြားပြလာခဲ့တာပဲဖြစ်ပါရဲ့ရှင်။